မွန်ပြည်နယ်မုထုံမြို့ကောက်ခပုံရေရကွန်တောင်ပေါ်တောရချောင်းရောက်ရှိခဲ့ဆန္ဒစေတဲ့အတွေ့အလေတစ်ခုအခက်ခဲများကိုသစ္စာနဲ့အကျော်လွှားခြင်းဆိုတဲ့အတွေ့အလေပေါ့လောကဆိုတဲ့အပြတ်ကဘာကြီးထဲမှာနေကြတဲ့သူဟာလောကရန်ရဲ့အထောင်းအထုခံရမှာပဲ။ အဲ့ဒီလိုလောကရန်ရဲ့အထောင်းအထုလောကရန်ရဲ့အပြုအစားလောကရန်ရဲ့အခက်ခဲများကိုတို့ကြော်လွှဲခြင်းတဲ့အခါမှာနီးတွေတော့တခြားနီးတွေတော့မပြောလိုပါဘူးအခုပြောမဲ့နီးကသစ္စာနဲ့ကြော်လွှဲခြင်းပေါ့နတ္ထိမေတရဏံအဉ္ဉံဗုဒ္ဓောမေတရဏံဝရံဖယားကို လောကရဲ့ဆရာနတ်လူမြမာတို့ရဲ့ဆရာအဲ့ဒီဆရာရဲ့ဂုဏ်ကျေးဇူးတွေကိုတို့ပြီးပြီးတော့ဖယားဆိုတဲ့နတ်လူတို့ရဲ့ဆရာဖယားရဲ့ဂုဏ်ကျေးဇူးကိုပြီးပြီးတော့တို့တစ္ဆာဆိုတာတရားရဲ့ဂုဏ်ကျေးဇူးကိုသိပြီးတော့တန်ဃာရဲ့ဂုဏ်ကျေးဇူးကိုသိပြီးတော့ဇတ်တော်ထဲမှာမဟာကပိနမင်းတို့ ဒုဋ္ဌကမဏိမင်းလို့ဆိုတာသူတို့ဘာပဲလုပ်လို့ဖြစ်ဆန်ဆိုပြီးတော့လုပ်ကြ။ဖယားမှတပါးငါအာကိုရမရှိဘူး။တရားမှတပါးငါကိုကိုွယ်ရမရှိဘူး။တန်ခါမှတပါးငါကိုကိုွယ်ရမရှိဘူး။ဤမှန်ကန်တဲ့သစ္စာတကားကြောင့်ငါရပြုပွဲကိစ္စမှန်တယ်မြတ်အလုံးစုံအဝဝပြည့်မြောက်အောင်မြင်ပါစေဆိုပြီးတော့ သူတော်ကောင်းတို့တစ္ဆာဆိုကြည့်ပါတစ္ဆာဆိုတာကအမှန်တစ္ဆာနဲ့ယုံကြည်မှုတစ္ဆာကိုဆိုတဲ့တစ္ဆာဟာဘလောက်မှန်ကန်တယ်လဲအဲ့ဒီတစ္ဆာကိုကိုဘလောက်ယုံကြည်တယ်လဲအဲ့ဒီကိုရဲ့မှန်ကန်ခြင်းစွာအားယုံကြည်ခြင်းစွာအားရှိရင်တော့အကျိုးတရားတွေကိုတို့ရနိုင်မှာပါနောက်တစ်ဆင့်တက်ကြမယ်တစ္ဆာ၄ပါးနဲ့ အခက်ခဲတွေကိုချော်လွှမ်းမယ်ဒုက္ခလောကရံများတိကာထာအစွဲမှဖြတ်ခါလေအရင်ကပြောခဲ့တဲ့အတိုင်းပဲလောကဆိုတဲ့ဒုက္ခကိုသိလိုက်တယ်လောကမှာနေတဲ့သူတိုင်းဒုက္ခနဲ့မကင်းနိုင်ကြဘူးဖြစ်ပြီးတော့ပြက်မှာပဲတက်ပြီးတော့ကြာမှာပဲရပြီးတော့ကုံသွားမှာပဲစုံပြီးတော့ကွဲမှာပဲအဲ့ဒီသဘောတရားကိုနားလည်သဘောပေါက်ပြီးတော့လောကရံများ ိကာထအစွဲမှားတွေဖြတ်ရမယ်ဒိဋ္ဌိအစွဲတွေဖြတ်မယ်တဏှာအစွဲတွေဖြတ်မယ်မာနအစွဲတွေဖြတ်ထားမယ်လောကရများတိကာထအစွဲမှားဖြတ်ခါလေခေါင်းအေးအေးနဲ့ကြိုးစားကြွယ်ခေါင်းအေးအေးဆိုတာကနိရောဓသစ္စာပေါ့စိတ်အေးအေးထားပြီးတော့จิตကြိုးစားမဂ္ဂသစ္စာနဲ့ နိရောဓနဲ့စိတ်အေးအေးထားမေဃဆိုတဲ့ကဉ္စဝိရိယနဲ့ကြိတ်ကြိတ်ပြီးတော့ကြိုးစားမယ်ဆိုရင်တော့သူ့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အလွယ်တကူပဲကျော်လွှားနိုင်ကြမှာပါ လောကရန်ဆိုတဲ့ဖြစ်ပျက်အတက်အကျဒုက္ခကိုသိသမုဒိယဆိုတဲ့ဒိဋ္ဌိတွေငါမှန်ငါတဏှာတွေငါပိုင်ရမယ် မာနတွေငာနိုင်ရမယ်ဆိုတဲ့ငာဆွဲတွေအဲ့ဒီအဆွဲမှားတွေကိုတို့စွန့်ထားကြမယ်ဒုက္ခကိုသိသမုဒယအဆွဲတွေစွန့်ပြီးတော့စိတ်ကိုအေးဆုံးထားလိုက်និရောဓဆိုတာငြိမ့်လိုက်မယ်ပေါ့နော်ပူလောင်နေတဲ့ဟိုမက်မောနေတဲ့ဒီစိတ်တွေကိုတို့ငြိမ့်လိုက်မယ်စိတ်အေးအေးထားကြိတ်ပြီးတော့ ကြိုးစားမယ်ပေါ့ဘုရားတက်တဲ့ခါမှာဆက်ချက်တဲ့ခါမှာဖင်ညာတင်တဲ့ခါမှာလည်းစိတ်အေးအေးထားကြိတ်ပြီးတော့ကြိုးစားသူများအိတ်တဲ့ချိန်မှာကိုကြိတ်ကြိုးစားမယ်သူများတွေအပျော်လိုက်နေတဲ့ချိန်မှာကိုကြိတ်ပြီးတော့ကြိုးစားမယ်စိတ်အေးအေးထားကြိတ်ပြီးတော့ကြိုးစားစီဝါရေးလောက်တဲ့ခါမှာလည်းဒီတိုင်းပဲပူလောင်ပြီးတော့မနေနဲ့စိတ်အေးအေးထားပြီးတော့ကြိတ်ပြီးတော့ကြိုးစား သူများတွေပျော်ပန်းမဲ့နေတဲ့အချိန်သူများတွေငတ်ငြိပြင်းရည်နေတဲ့အချိန်မှာကိုကစိတ်အေးအေးထားပြီးတော့ကြိတ်ကျူးစားလိုက်တယ်ယောဂကုတဲ့အခါမှာလည်းချမ်းမာရေးကြောင့်ကိုသူစုံတစ်ခုအခက်ခဲဖြစ်လာတဲ့အခါကျရင်လည်းယောဂတွေဖြစ်လာတဲ့အခါကျရင်လည်းစိတ်အေးအေးထားပြီးတော့ကြိတ်ကျူးစား ကုသိုလ်ရေးတွေလုပ်တဲ့အခါမှာလဲစိတ်အေးအေးထားစိတ်ပြီးတော့ကျူးစားမက်ဖို့အရေးတွေတန္တရာဝတ်ဆင်းရဲကနေလွတ်မြောက်ဖို့မက်ဖို့အရေးတွေကျူးစားတဲ့အခါမှာလဲစိတ်အေးအေးထားပြီးတော့စိတ်ပြီးတော့ကျူးစားရမယ်စိတ်အေးအေးထားဖို့ကနိရောဓသစ္စာပေါ့နိရောဓနဲ့စိတ်အေးအေးထားပြီးတော့မေဃဆိုတဲ့သီလတမာတိပညာ သီလဆိုတာကကံတမာတိဆိုတာဇံပညာဆိုတာကဉာဏ်ကံဇံဉာဏ်ဒီသုံးပါးနဲ့တို့ကြိုးစားမယ်ဆိုရင်တော့ခက်ခဲကနေလွန်မြောက်ပြီးတော့ငြိမ်းအေမှုချမ်းသာမှုကိုတို့ရရောက်နိုင်ကြလိမ့်မယ်လို့စိတ်ချပြီးတော့ကိုယ်စီကိုယ်ငှကြိုးစားနိုင်ကြပါစေ။